Hello တကယ်ကြလုံးမင်္ဂလာပါဗျာကျွန်တော်ဒီကနေ့တင်မဲ့ဗီဒီယိုလေးကတော့အခါတိုင်းလိုအလဲသွားတဲ့ဗီဒီယိုလေးတော့မဟုတ်ဘူးဗျာဒီတစ်ခါတင်မဲ့ဗီဒီယိုလေးက DJI Mic 3ကိုအခုလိုပက်ကင်ဖောက်တဲ့ဗီဒီယိုလေးကိုတင်မလို့ပေါ့နော်ဟုတ်ကဲ့ကျွန်တော်လိုပဲဒီလိုဝါသနာတူတကယ်ချင်းနေရှင်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်လို့ပြောချင်ပါတယ်ဗျာ ဟုတ်ကဲ့ကျွန်တော်ဒီမိုက်ကလေးကိုဘာဖြစ်လို့သုံးပြသွားလဲဆိုတော့ကျွန်တော်ခုနောက်ပိုင်းဗီဒီယိုလေးရိုက်တဲ့ခါမှာစကားပြောတဲ့အထက်တော့ဖုန်းနဲ့ပြောတဲ့အတန်းကတိတ်ပြီးကြီးလင်းပြသားဖို့မရှိဘူးပေါ့နော်အဲဒါကြောင့်ကျွန်တော်ဒီမိုက်ကလေးကိုသုံးပြသွားပါဒါလေးကတော့ကျွန်တော်မိုက်ထဲမှာပါတဲ့ပစ္စည်းလေးတို့တစ်ခုချင်းပေါက်ပြနေရပဲဖြစ်ပါတယ်မိုက်ကလေးထဲမှာဆိုရင်တော့ကျွန်တော်အစောပိုင်းတော့ သုံးပြူနေစားရွက်ကလေးပေါ့နော်ဟိုကျွန်တော်တို့ဖုန်းနဲ့အဲမိုင်းနဲ့ချိတ်ဆက်ပုံပေါ့မိုင်းနဲ့အဲသူရစီဘာနဲ့ချိတ်ဆက်ပုံလေးတွေပေါ့အဲဒါလေးတွေကိုလက်ညှိုထားတဲ့စားရွက်ကလေးဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့အထက်မှပါတဲ့ပစ္စည်းလေးတွေပေါ့နော်ဒါကတော့ဝင်းရှိဖြစ်ပါတယ်ကျွန်တော်တို့အခုလိုစကားပြောတဲ့ချိန်မှာလေးတိုက်နေရင်လေးတန်နေဝင်တာကိုတားဆီးပြတဲ့ပစ္စည်းလေးပေါ့ ဒါလေးကတော့ကျွန်တော်တို့တိုက်စီဂျိုးနဲ့ကင်မရာမှာ join နဲ့ချက်ပင်လေးပေါ့နော်ဒါကတော့ကျွန်တော်တို့မိုက်ဘူးလေးပါမိုက်ဘူးရဲ့ဘေးမှာကပ်ပါလာတာကတော့အဲကျွန်တော်တို့အင်ကြီးမှာမိုက်ကိုညှက်တဲ့အခါမှာသုံးတဲ့တန်လိုက်ကလေးတွေပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဘူးကွန်နယ်ကိုဗာပစ္စည်းကြောင်းလဲလို့နှိုက်ကြည့်တာပါဘာမှမကြံတော့ပါဘူးကျွန်တော်ဘာမှမကြံတော့ဘူးဆိုတော့ကျွန်တော်ဒီအိတ်သေးကို အတုံးမလို့တဲ့ပစ္စည်းလေးပြန်ထည့်လိုက်တယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော် my pool ATM နေဖွင့်ကြည့်တယ်ပေါ့နော်လုံးဝ parking အသစ်ဆိုတော့အဲဖွင့်ဖောက်ကြည့်ရတာအရန်စိတ်ခံစားမှုကောင်းတယ်ပေါ့အဲ့မှာပထမဆုံးစကိုင်းဖို့ပါဆိုတော့ တစ်ဖက်တည်းဖွင့်မရအောင်နှစ်ဖက်ဖွင့်မှပဲရတယ်ဟုတ်ကဲ့ခုမြင်းနေရတော့အာ DJI Mic 3ပဲဖြစ်ပါတယ်အဲကျွန်တော်ကတော့တခြားပုံမော်တယ် Mic တွေတော့မမြင်ဘူးပေါ့နော်ခုမှပဲဒီ Mic ကိုစာပြင်ဖို့ပါဆိုတော့အဲတီတီကြီးကြီးကလေးနဲ့အဲချစ်ဖို့ကောင်းတယ်လို့ထင်တယ်ဗျအဲကျန်တဲ့အတန်ကြီးသွေးပိုင်းကတော့ တီးကြမပြောရသေးဘူးနော်ဟောအခုမှစာတုံးဘူးอ่ะဆိုတော့အတန်းချိန်စတင်ချိန်မှုတွေနဲ့အဲဘလို့အသုံးပြရမယ်ဆိုတာဒီကျွန်တော်အသေးစိတ်ကထပ်ပြီးလေ့လာရအောင်ပါဗျာဟုတ်ကဲ့ဒါကတော့ကျွန်တော်ခုနကပေါက်လိုက်တဲ့ထဲမှာဒီအတန်းကိုလီတူးတန်ရှော့ချပေးတယ်ဝင်းရှိလေးနဲ့နှစ်ယောက်ပါတာပေါ့နော်အဲ့ဒါကိုကျွန်တော်မိုက်နှလုံးမှာတရားဝင်တက်လိုက်တယ်ဗျာ မိုက်ကတော့ကျွန်တော်တယောက်တည်းသုံးပါဆိုတော့တလုံးကပိုးတောင်နေအောင်မယ်ထင်တယ်အဲ့ဒါနဲ့ပဲအယောင်တို့မတက်တော့ပဲねကျွန်တော်အယောင်ခွဲတက်ဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ဒါကတော့ကျွန်တော်မိုက်ကလေးတွေပါတကယ်ချင်းတို့အသေးသေးပြခြင်းလို့တခါထက်ရိုက်လိုက်တာပါ တက်ဆက်ခွင့်ပါတယ်ဗျာသူကစတင်ချိန်ဖို့အတွက်အဲကျွန်တော်အခုမှစအသုံးပုံမှာဆိုတော့အသုံးပြုနေတဲ့ညီကိုရှင်လဲအဲကျွန်တော်စတင်အသုံးပြုနေလေးမျှဝေပေးခဲ့ကြအောင်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုလေးရတော့စကားပြောတာဒီလောက်ပါပဲဗီဒီယိုလေးကိုဆုံးထိတငယ်ချင်းတို့စက်ကြည့်ပေးကြပါအောင်နော်ကျေးဇူးပါ good night ပါ